အင်မတမရက်ဆက်ယုံမာနေတဲ့လူတွေကဒီမိုကရေစီအတွက်ရေးကောက်ခွင့်ပေးမယ်ဟေးဆိုတာကခွေးပစက်ကခွေးစကားထွက်တာပါပဲဒါကိုတွားယုံတဲ့လူမှန်တယ်မြတ်ခွေးထက်အောက်တန်းကြလို့တာလည်းရင်တွားယုံပြီးတော့ပါနေကြတာဖြစ်ပါလူနီးနေမှာဘယ်သူကမှလက်ခံနိုင်တဲ့အကြောင်းတရားမဟုတ်ပါကဘာမှလည်းပဲနိုင်ငံမှလက်မခံပါဘူးသူတို့က trap box လုံးဝမရှိတော့တဲ့အတွက်ကြောင့် trap box လုတ်ချင်တာပါပဲအခုတောင်မှပဲနော်မတရားအာဏာသိမ်းပိုက်ပြီးတော့ရဲရဲဆက်သက်တတ်နေတဲ့ပုံကိုယ်တွေဟာမိမိတို့ကတွားပြီးတော့ ကျွန်တော်တို့ကိုတတ်ပါတော့လို့တရားဝင်တွတ်ပြီးမဲပေးလိုက်ရင်သူ့ကိုတရားဝင်တတ်ခွင့်ပေးတာဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်မလို့မိမိတို့ကဒါဟုပြင်းထန်တဲ့စန့်ကျင်ကြရမယ်ရတဲ့နည်းနဲ့ခြေဖြတ်ကြရမယ်။လုံးဝမဲမပေးနဲ့လူတိုင်းမှာမိသားစုတွေရှိတယ်ဘဝတွေရှိတယ်။အသက်အိုးရင်စီးစိမ်တွေရှိတယ်။ဒေါ်လန်ရေးဆိုတာဒါတွေအလုံးကိုဆွညတာပဲ။ဟောငါတော့မဆွနိုင်ဘူးမဟုတ်ပါဘူး။မြန်မြန်ဆွနိုင်တဲ့လူတွေများလာလို့ရှင့်ရင်အဲ့ဒီတိုင်းပြည်ဟာလွတ်လပ်ခြင်းရရတာကိုခံစားကြရမှာပါပဲ။ ခောင်နေတဲ့လူတွေများရင်ဒီထက်ပုံမဆိုးရတဲ့ကျိုးတွေဟာလည်းပင်အစ်ပြီးတော့မြောက်ကိုရီးယားတဲ့ဆိုးတဲ့ခြေနေကိုဆက်ရောက်သွားမှာပဲဖြစ်ပါတယ်။မိတ်ဆွေများလို့တော်လန်တော်မိတ်တမဓမ္မပြင်အာရမကိုတော်လန်ခြင်းဓမ္မတာကိတ္တသဘဝိုင်းကနေပြန်လဲကြည့်လိုက်ပါတယ်။သူတို့ဒီသဘဝိုင်းကိုတပါချဖြစ်တဲ့ဒဏ္ဍာနေတိုင်းထုတ်လွှင့်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ဒီဘက်မှာအပိုင်း 98ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အပိုင်း98မှာဆွေးနွေးကြမယ်ဆရာတော်များကတော့ဆရာတော်ဥဇဝနယောသီဆရာတော်မြတ်ညဘုရားတက္ကသိုလ်နဲ့မော်ဘီဆရာတော်ဥပတိဒါနာတို့ဖြည့်ကြပါတယ်။အမှဆရာတော်တို့မင်္ဂလာပါဗျာ။မင်္ဂလာပါဗျာ။မင်္ဂလာပါဗျာ။အမဗျာဒီပြေတော်သုံးပါးနဲ့အတူဒီတစ်ပတ်မှာအထူးဖိတ်ကြလို့ဆင်းပြီးမဲ့အထူးဂတ်စီကာကတော့ ီတယ်မတန်းစရာတူဖြစ်တဲ့ကိုခိုးစရာမဲ့ဖြစ်ပါတယ်ကိုခိုးစရာရင်မင်္ဂလာပါဗျမင်္ဂလာပါရှင်ဗျာဟုတ်ကဲ့ပါအခုလိုပါဝင်နေတဲ့အတွက်လည်းဝန်တာပါကြည့်သူရရှိပါတယ်ဗျဆိုတော့ဒီဒီဘက်မှာတော့ဟိုပြောစရာသူစရာတွေကလည်းအများကြီးရှိတယ်ပေါ့နော်ကဘာကဘာသတင်းတွေနဲ့အတူပေါ်တော့မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကိုလည်းသူတို့ဟိုကြော်လင်းချက်ရောင်းပြီးတန်းလာတာတွေလည်းအများကြီးရှိတာပေါ့ဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကောက်ပွဲဆိုတာလည်းပဲအတူရောဒီကောက်ပွဲမှာ ဘုလို့အတွေ့အကြုံရုပ်ောက်ပွဲလို့ခေါ်ရတဲ့သူလို့ဒီအစိုးရအစုကလုပ်တဲ့ရုပ်ောက်ပွဲဖြစ်လို့သူရောရုပ်ောက်ပွဲလို့ခေါ်တာပါ။ဒီလိုရုပ်ောက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှဒီအလုပ်ပညာကိုရေချုံထားတဲ့ဘောမလုပ်ပညာရှင်တွေကိုလည်းထုတ်လုပ်ပြီးတော့မှလွှင့်ချလာတာရဲ့အဲတွေ့နေရတယ်ပေါ့။ဘာလို့လဲဆိုတော့အတွေ့အကြုံရုပ်ောက်ပွဲကိုအစ်မရုပ်ောက်ပွဲတွေပြဖြစ်လေမလားဆိုပြီးတော့မှဒီ လူပညာရှင်တွေဆိုတာကလူသူအပေါ်မှာဩဒါတရားမှုကလည်းကြီးမားတယ်လေကြီးမားတဲ့အခါတော့ဒီဩဒါတရားမှုကြီးမားမှုပေါ်ကိုခုတုံးလို့နင်းပြီးနင်းချပြီးတော့မှဒါအတုံးချလာတာတွေလည်းတွေ့ရတယ်အဲ့ဒါလူပညာရေကြုံထားတဲ့လူပညာသမားများများစွာအဲတွေ့နေရတာလေအေးပါဝင်လာတာတွေ့ရတယ်ဘောနော်ဥသိန်းတော့ဖက်ကွက်စားလို့ခေါ်တာပေါ့ဒီနေရာမှာကိုဖို့တရားကလည်းအင်မတန်ကိုတော်တော်ကိုအားနာပါတယ်ဒီလိုမျိုးတွေ့ရတဲ့အခါမှာကိုဖို့တရားကလည်းငါလည်းပဲအာတပင်မှာဆင်းရဲတော့နည်းကြီးခဲ့တဲ့လူပညာချင်း ဒီတုံးဖြစ်ပြီးတော့တော်တော်ကြီးလို့အားနာပါတယ်ဒီလုံးလုံးသုံးရတာပေါ့နော်ဆိုတော့ဒီလိုမျိုးအတူရောင်ယူပေါက်ပွဲအတူအစ်မှန်ဖြစ်နေမလားပြည်သူတွေလက်ခံနေမလားဆိုတော့မြို့သိမ်းချက်နဲ့ဒီပုဂ္ဂိုလ်တွေကအေအစိုးရသူ့ကသုံးဆွဲပြီးတော့မှရုပ်ောက်ပွဲသူ့ကိုဖန်တီးဖို့ကြံစီနေကြတာပေါ့ပြောကဘာအေအခြေအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ချင်းလည်းပဲဒီနေ့မှဆိုရင်ဒါကြပ်ပြန်ပြေးစားနေပတ်သက်ပြီးတော့မှဦးဇင်းတို့အေတော့မယ်ဆိုတော့ ဟိုကြောက်ဆန့်ရဲ့အခက်ဒေါ်လာရဲ့အချက်တွေများဖြစ်လေမလားဆိုတော့ဒီလိုဘက်မှာလည်းပဲမျိုးလေးရဲ့ကြောင်းကြီးတွေအများကြီးဒီရှိကြတာပေါ့ဒီကြောင်းရတယ်နဲ့တိုင်ဝမ်ပြည်တော်မှာဥပဒေနဲ့သိနေသွားကြမှာဖြစ်ပါတယ်ဆိုတော့ပြီးတော့ပထမဥစွာဆယ်တော်မြေတို့ကဘုရားတက်ကတွေကိုပြီးတော့ကျူးစွာဖိတ်ခေါ်ကြမှာတယ်ဗျာဆယ်တော်အနေနဲ့ဒီနေ့နိုင်ငံကြီးချင်းချင်းတွေနဲ့ဟိုချိန်ထိုးပြီးတော့မှပေါ့နော်အဲဓမ္မအမိဓမ္မအမှုတွေကအဲပြည့်တတ်တွေကိုဓမ္မလက်ဆောင်ပါပြီးတော့ပြီးတော့ရည်ရွယ်ကြလဲဟောပါတယ်ဗျာ မမဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာအလုံးဤရင်ဒီပဓမ္မမိတ်ဆွေများ အလုံးကိုစိတ်နှပြဗေဗျာဝေးခွာရေးကျဉ်းကျမမချင်းချင်းတတာဖြင့်ဆရာနာရှင်စိမိတ်စာစိဘလူများပြီးမှမြန်သူကင်းဝေးအောင်တော်လန်နိုင်ရတဲ့ဓမ္မမိတ်ဆွေများ ဖြစ်နေကြပါစေလို့ရှေးဥပနာမှာဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ယနေ့ကလာတော့အမတမအရေးကြီးဆုံးအခြေအနေ ရောက်ရှိနေတာဖြစ်ပါတယ်။ရှေ့အနာရှင်နေရှိမိစာကောင်းတွေကအလုံးမင်းတိကြတဲ့အတိုင်းပဲပြည်သူတရလုံးရဲ့စံဓာပို့ပြည်သူတွေရေးချဲ့ထားတဲ့အန္တရီပါတီစိုးရဖြစ်ခွင့်မပေးဘဲနဲ့မတရားရဲရဲဆက်ဆက်ရုပ်ရုပ်မှမှာအာနာကိုမတရားခိုးယူသိမ့်ပိုက်လိုက်တယ်။ပြည်သူပိုင်နဲ့ချုပ်ချအာနာကိုမတရားခိုးယူတယ်။ဤသူကိုစောင့်ရှောက်ရမယ့်စစ်တပ်ကို မိသားစုပိုင်ကပိုက်ဆောင်တက်လုပ်ပြီးတော့ပြည်သူကိုပြန်တက်ခိုင်းနေဒီလိုလူတွေကနေပြီးတော့ရေးကောက်ပွဲဟေးဆိုတာဘလို့နီးနေမှလုပ်လို့မရပါဘူးဦးဇင်းတို့အထူးအဖြင့်အားလုံးငယ်သိကြတဲ့အတိုင်းပဲယနေ့ဘုံကြီးလေးသိန်းကျော်လုံးမေးကြည့်မိကြီးတွေက၁၀ပါးထဲမှာရေးဆိုအဓိကကြဆုံးချက်ဟာအဝိရောဒနာတိုင်းသူပြည်သားများဤဆန္ဒနဲ့မဆန့်ကျင်ရဘူးတဲ့ ဲ့တော့တရိုင်းပြည်လုံးကနေပြီးတော့ပြည်သူပိုင်နေချုပ်ချာအာဏာပြန်ပေးပါလို့တရိုင်းပြည်လုံးရမ်းရှင်လို့ကြောင်းသားပြည်သူဘာရပေါင်းဆုံးကုံလုံးတနိုင်ငံလုံးရှိနေတဲ့ပြည်သူတရက်လုံးကထွက်ပြီးတော့တောင်းဆိုကြတာကိုမပေးဘူးဒါကိုရရဆက်ဆက်ပြစ်တတ်အဲ့အတွက်ကြောင့်အာလုံးမေးတိကြတဲ့အချိန်မှာယနေ့ရည်စည်းလူငယ်တွေဆရာဝန်တွေဆရာဝန်လောင်းတွေအင်ဂျင်နီယာတွေအင်ဂျင်နီယာလောင်းလေးတွေကျောင်းဆရာဆရာမတွေ နုပညာရှင်တွေအားလုံးစီရင်မလုပ်ကြတယ်ကျောင်းသားတွေနော်အားလုံးအားလုံးပေါ့ပုပ်ပြည်သူကိုကာကွယ်မှတ်ရမယ်ဟေ့ဆိုပြီးတော့ခုခံကာကွယ်စစ်တင်သွဲကြညတော့အာဏာရှင်တွေကခေါရိုးကျိုးနေတဲ့အရင်ကလိုမျိုးငါတို့ပြစ်တက်လိုက်ရင်အားလုံးညင်သွားမယ်ဟေ့ဆိုတဲ့နေဝင်းကဆက်ခဲ့တဲ့ညတို့စူးစူးပူပူလို့ရင်တနက်ဆိုတာမိုးပေါ်ထောင်ပြစ်တာမဟုတ်ဘူးဆိုပြီးတော့ကို့ ကျေးဇူးရှင်ပြည်သူပြည်သားတွေအကြောင်းသူအကြောင်းသားတွေကိုရဲ့ဆက်ဆက်တက်ခဲ့တဲ့ခေါရိုးဟာဒီကောင်တွေရဲ့ကောင်းနေနော်တနည်းအားဖြင့်ပြောရင်တိရစ္ဆာန်ထဲအောက်တန်းကြတဲ့အသည့်တွေဖြစ်နေတဲ့သူတွေကရဲ့ရဲ့ဆက်ဆက်တက်ဖို့ဖြတ်ဖို့ပဲစဉ်းစားခဲ့ပြီးတော့ဒီလမ်းစဉ်မှာရှောက်ခဲ့ကြတယ်တို့လိုလည်းပဲအညံ့မခံဘူးငါတို့သားစဉ်မြေဆက်ဒီတိုင်းကြီးပဲနဲ့ခံနေရတဲ့တန်တရားမလဲစေတော့ဘူး ငါတို့ကဒီလိုကြုံဖြစ်ရမယ်လူမျိုးတွေမဟုတ်ဘဲနဲ့ကဘာပေါ်မှာအောက်ကြနောက်ကြလူစင်မမိကြတော့မြန်တိုင်းပြည်တွေမှာရနေကြတဲ့ခွေးတကောင်လောက်တောင်ခွင့်ရင်းမရှိတော့ဘူးခွေးထက်အောက်တန်းကြတဲ့ဘဝနေရတာကတော့သေတော်မတဲ့အော်ကောင်းကြီးပဲဟေ့ဆိုပြီးတော့ကိုပြည်သူကိုကာကွယ်မရမယ်ဟေ့ဆိုပြီးတော့ခုခံကာကွယ်စစ်ကိုဆင်နွှဲရင်းနဲ့ယနေ့စစ်မိတ်စာကောင်တွေကသူတို့ထင်မှားတဲ့အတိုင်းအကုန်လုံးတပြုတ်ပြုတ်ပြုတ်လာကြတယ်စစ်တိုင်းဌာနချုပ်ကြီးတွေကစပြုတ်လာတယ် မြို့နယ်ပေါင်း60ကျော်အထိသိမ့်ပိုက်လာနိုင်နေဟေ့ဆိုတာကြီးမာတော့အောင်မြင်မှုပါပဲသူမိနဲ့ဆခဲ့တဲ့ခုခံကာဝယ်စစ်ဟာယနေ့မင်းအောင်နိုင်ရဲ့လေပင်းမှုတော်တော်ကြီးကမှတင်းလို့ကြက်လာတဲ့အနေအထားဖြစ်လာပါဒါကြောင့်မလို့သူတို့မှထွက်ပေါက်ရှိမလာတဲ့အခါမှာဘုရင်ကပြောခဲ့တဲ့သူ့ရောင်ရေးကောက်ဝယ်ဆိုတဲ့နာမည်ကြော်ညာပြီးတော့လှုပ်တာပါအဲ့တော့အင်ပဒမရက်ဆက်ရုံမာနေတဲ့လူတွေကဒီမိုကရေစီအတွက်ရေးကောက်ဝယ်ပေးမယ်ဟေ့ဆိုတာကိုက တဏှာပင်ပြောရင်ဦးဇင်းတို့ဖမန်ထွက်တယ်ပြောတဲ့အတိုင်းခွေးပစက်ကခွေးစကားထွက်တာပါပဲဒါကိုတွားယုံတဲ့လူမှန်တယ်များခွေးထက်ပြိဿံထက်အောက်တန်းကြလို့တာလည်းရင်တွားယုံပြီးတော့ပါနေကြတာဖြစ်ပါဘလို့နီးနေမှဘယ်သူကမှလက်ခံနိုင်တဲ့အကြောင်းတရားမဟုတ်ပါကဘာမှလည်းပဲနိုင်ငံမှလက်မခံပါဘူးဒီသူတို့လိုပဲအာဏာရှင်ရုရှားတို့ဟိဆိုတာလည်းပဲခွေးထက်အောက်တန်းကြတဲ့ကိုပြည်သူကိုပြန်တတ်နေတဲ့လူတွေကတော့ယုံကြမှာပေါ့လက်ခံကြမှာပေါ့လူစိတ်ရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့နိုင်ငံတွေမှန်တယ်မြကလက်မခံပါဘူးဒါကြောင့်မလို့သူအင်မတန်မှငန်းငန်းတက်တက်ချင်းနေတဲ့အာဆီယံတော်မှပဲသွားပြီးတော့တက်ခွင့်မရဘူးလူစည်းရင်မတွေ့ဘူးလူရမတွေ့ဘူးပေါ့ဒါကြောင့်မလို့ပြောချင်တာရပါလေဟေ့ဆိုတဲ့ခါမှာမိမိတို့အားလုံးပြတ်သားကြဖို့လိုအပ်ပါတယ်အခုတို့မှထွက်ပေါက်လုံးဝမရှိတော့တဲ့အတွက်ကြောင့်ဒါဟာတို့ကအမိခံပြီးတော့ထွက်ပေါက်လုံးချင်တာပါပဲအဲ့တော့မိမိတို့အခုတောင်မှပဲနော်မတရားအာဏာသိမ်းပိုက်ပြီးတော့ ရဲရဲဆက်သက်တတ်နေတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့ကတွားပြီးတော့ကျွန်တော်တို့ကို တတ်ပါတော့လို့တရားဝင်တွားပြီးမဲပေးလိုက်ရင်သူ့ကိုတရားဝင်တက်ခွင့်ပေးတာဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်မလို့မိမိတို့ကဒါဟုပြင်းထန်တဲ့ဆန့်ကျင်ကြရမယ်ရတဲ့နည်းနဲ့ခြေဖြတ်ကြရမယ်။လုံးဝမဲမပေးနဲ့ရတဲ့နည်းနဲ့ငါတို့ဘလို့တော်လန်ရမလဲငါတို့သားစဉ်မြေးဆက်တော်လန်ရင်းမှစင်ကြီးမလို့ပါဘူး။စင်ကြီးပေးရင်လူတိုင်းကဒီတိုင်းပဲစင်ကြီးနဲ့ နေနေကြမှာပေါ့တော်လန်ရေးဆိုတာဖြစ်လာစရာတောင်အကြောင်းမရှိဘူးလူတိုင်းမှာမိသားစုတွေရှိတယ်ဘဝတွေရှိတယ်အသက်အိုးရင်စီးစိမ်တွေရှိတယ်တော်လန်ရေးဆိုတာဒါတွေအားလုံးကိုဆွတ်ညတာပဲအော်ငါတော့မဆွတ်နိုင်ဘူးမဟုတ်ပါဘူးညံညံဆွတ်နိုင်တဲ့လူတွေများလာလို့ရှင့်ရင်အဲ့ဒီတိုင်းပြည်ဟာခေါင်းကပြောခဲ့တဲ့လွတ်လပ်ခြင်းအရာကိုခံစားကြရမှာပါပဲချောင်နေတဲ့လူတွေများရင်ဒီထက်ပိုမိုဆိုးရတဲ့ကျိုးတွေဟာလည်းပင်အစ်ပြီးတော့မြောက်ကိုရီးယားတဲ့ဆိုးတဲ့ခြေနေကိုစိုက်ရောက်သွားမှာပဲဖြစ်ပါတယ် ဲ့တော့မိမိတို့ကရှေ့မှာမြင်နေရတဲ့အတိုင်းအာနာရှင်အောက်ကလွတ်မြောက်သွားတဲ့တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာယင်ကော့ကောင်းမော့လူလိုလူလိုနေနိုင်သွားတယ်လူဟာလူလိုလူလိုနေနိုင်တာအရေးကြီးပါတယ်ခွေးတဲ့အောက်တန်းကြတဲ့ဘဝကြီးဆိုတော့ဘာကောင်းလို့လဲယနေ့အာနာရှင်တွေကိုပေါက်ပြီးတော့ဒူးထောင်နေကြရတဲ့လူတွေဘဝကြီးမပြောချင်တဲ့စကားပြောရမယ်နော်ဘုံမလုပ်ချင်တာတွေလုပ်ရမယ်အဲ့တော့နွားတော်ကမယုံကျင်လဲယုံပြီဆိုတော့နွားက တလိ့ဆံမို့လို့တဘောကြပြင်မယ်လူဟာကိုပိုင်နေတဲ့ချုပ်ချာအာဏာကိုမရေခိုးယူထားမှန်းသိလျက်နဲ့ကိုပြည်စီကိုပြန်မယူရဲပဲနဲ့ကိုအာခိုင်းကံမဟုတ်ဖဲနဲ့ကိုကတခင်ဖြစ်ရတဲ့နဲ့ကျွန်အဖြစ်နဲ့အခိုင်ခံပြီးတော့နုံနစ်နေရမယ်ဟေ့ဆိုရင်အမီးမပေါက်တာလွဲလို့တလိ့ဆံတဲ့အောက်တန်းကြတဲ့ဘဝပါဒါကြောင့်မလို့ပြောကျင်တာအရာညီကုန်းချုပ်အဖြစ်အလုံးယနေ့ဆရာနာရှင်တွေကိုထွက်ပေါက်မပေးပါနဲ့ဒါသူတို့ထွက်ပေါက်မဟုတ်ပါဘူးကလင်ကြီးကြီးကြထားတာပါ ီလူပိုင်နဲ့အချုပ်ချာအာဏာပါစစ်တပ်ဟိဆိုတာနိုင်ငံပြည်သားများရဲ့အတဝိုင်းစီစဉ်ကိုကာကွယ်စောင့်ရှောက်ခြင်းပဲလုပ်ရမှာပါသူတို့စီမံပိုင်ခွင့်မရှိပါဒါကြောင့်အလုံးမြင်းမြင်းထန်ထန်နဲ့စန့်ကျင်ပါကန့်ကွက်ပါရတဲ့နည်းနဲ့ခြေဖြတ်ပါတော်လှန်ပါပူးပေါင်းပါထောက်ဖို့အင်အားတွေအရေးကြီးပါတယ်မိရင်းပြည်ပါတယ်မိမိတို့ထောက်ဖို့ပါစီယုံရေးအင်အားအရေးကြီးပါတယ်နော်ကိုပစက်တွေပိတ်နေပါနဲ့ ကိုဝင်းကျင်နေမှာဒီတော်လန်ရင်းနဲ့ပတ်သက်ပြီးတော့ပြောပါဆိုပါမိမိတို့နီးစက်ရာ PDF တွေအကုန်လုံးတွေစီကိုရတဲ့နီးနဲ့ထောက်ဖို့ကြပါလို့ပြောကြလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မှန်ပါဗျာခုလိုပြည့်ပြည့်စုံစုံကြားပေးတယ်ဆရာတော်မြတ်ညာဘုရားတက်ကိုကျေးဇူးများစွာတင်ပြပါတယ်ခင်ဗျာ